သူတို့ကနိုင်ငံကြီးတွေဆိုတော့သူတို့လှုပ်လှုပ်သလိုခံရမှာပေါ့အဲ့ဒါကျွန်တော်တို့ဘွားတွေပဲလေနော်ပြန်လာမစီတရုတ်လှုပ်လည်းခံအမေရိကန်လှုပ်လည်းခံရနော်အဲ့ဒါကျွန်တော်တို့ရဲ့ဘွားတွေပေါ့တန်တရာဖြစ်စရာရာဝတ္ထုပစ္စည်းတွေတွေ့ရင်မထိမကင်မရွှေ့ပါနဲ့အန်ဒီယကင်းတဲ့အကွာဝေးရောက်ရင်အမှတ်အသားသေးကြလုတ်ခဲ့ပြီးရွာတွေကရွာသူရွာသားတွေလက်လန်းမီယာဖွဲ့အစည်းတွေစီအသိပေးပါအမှတ်အသားထားခဲ့ဖို့အန်ဒီယများနေတယ်ဆိုရင်လေနေရာကိုတိကျမှတ်ထားပြီးအချက်အလက်ကိုမျှဝေပေးပါ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKPE ရဲ့ထိပ်ပိုင်ကောက်ဆောင်လေးဦးကိုတရုတ်ကြားဖြင့်ငွေလင်းလန်မှုတွေမှာပါဝင်ပတ်သက်မှုနဲ့ပိတ်ဆို့အရေးယူလိုက်တယ်လို့အမေရိကန်အစိုးရကနိုဝင်ဘာလ12ရက်နေ့မှာကြေညာလိုက်ပါတယ်။အမေရိကန်အစိုးရနိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးဌာန OFAC ရဲ့အရေးယူပိတ်ဆို့မှုစီရင်မှာ DKPE ထိပ်တန်းကောက်ဆောင်လေးဦးနဲ့အတူကြားဖြန့်လိမ်လည်မှုခေါ်ဆန္ဒတွေမှာပါဝင်တဲ့ TransAsia International Holding Group Thailand Company Limited နဲ့ Trustar Company Limited ကုမ္ပဏီတွေလည်းပါဝင်လာတာကိုတွေ့ရပါတယ်။ဒါအပြင်တရုတ်ဒုစရိုက်ဂိုင်းတွေနဲ့အဆက်အဆက်ရှိနေတဲ့ထိုင်းနိုင်ငံသားခြားမှုဆောင်ဝန်လည်းပါဝင်ခဲ့ပါတယ်။အမေရိကန်ကကြေညာခဲ့တဲ့ပိတ်ဆို့အရေးယူမှုတွေရဲ့အဓိကအကြောင်းရင်းကတော့အဲ့ဒီလူပုတ်ကုန်တဲ့အဖွဲ့အစည်းတွေဟာအမေရိကန်နိုင်ငံသားတွေကို ထိခိုက်နစ်နာစေတဲ့စိုက်ပါငွေကြေးလိမ်လည်မှုကြားဖြန့်လုပ်ငန်းတွေနဲ့ တိုက်ရက်ဆက်နွယ်ပတ်သက်နေတာကြောင့်လို့ဖော်ပြထားပါတယ်။ကြားပြတ်ဒူးဆက်တွေဟာ DGBA နဲ့ပူးပေါင်းပြီးမြန်မာနိုင်ငံအထက်မှငွေကြေးလိမ်လည်မှုဒူးဆက်ကွန်ရက်တွေထူထောင်ထားကြောင်းအဲ့ဒီဂိုင်းတွေရဲ့လူမောင်ခုံမှုတွေပါလေတားကောင်ဘဝကြာရောက်ခဲ့သူအများအပြားရှိခဲ့ကြအောင်အမေရိကန်ဗန်နာယီဝန်ကြီးဌာနရဲ့ညွှန်ကြားရေးမှူးဂျွန်ကေဟာလီဟာပြောကြားထားပါတယ်အမေရိကန်ရဲ့ပိတ်ဆို့အရေးယူမှုတွေနဲ့ပတ်သက်ပြီး DKBA စစ်ဦးစီးအရာရှိချုပ်ဗိုလ်ချုပ်စောစန်းအောင်ကတော့ KNC တနစ်ဌာနနဲ့တီးသန့်အင်တာဗျူးတစ်ခုမှာအခုလိုတုတ်ပြန်ပြောဆိုသွားပါတယ်ကျွန်တော်တို့ကဒီအမေရိကန်လာဟိုတော်တော်လေးထင်ကြီးခဲ့တယ်နော်ကဘာမှာပညာတတ်ဟိုအမှားမှန်ဝေဖန်ပိုင်းခြားနိုင်တဲ့နော်ဟိုအမေရိကန်ဟိုဆိုပြီးတော့လေကျွန်တော်တို့လည်းဟိုအထင်ကြီးတယ်ပေါ့အခုကဟိုမစီမဆိုင်ဟိုကဥမာကျွန်တော်တို့ဒီ ပုဂျုတ်เนาะစောစတီတို့ဖုန်းစိန်ဝင်းတို့เนาะပြန်ကြည့်ရင်အဲသူတို့အနေနဲ့ဆိုလို့ရှိရင်ဘာမှမဟုတ်ဘူးเนาะပုဂျုတ်စတီဆိုရင်ဥမာတေယုပ္ပစံမှာတီလို့တော့ပေတော့မယူအနေထားလို့ရှိတယ်အခုအဲ့ဒီလူတွေကသူစောထည့်လာတာအဲကျွန်တော်ဆိုအစီဝေးလေးမှာတော့တပ်ဖွဲ့ကိုစားလိုက်တက်ပြီးလိုက်ဖြည့်ရှင်းလာတော့ရှိတယ်ပေါ့လေကြလားเนาะလက်ဖြည့်ရှင်းလာတော့ရှိတယ်ပေါ့အဲ့ဒီခါကလေးအခုကဒီအဲ့ဒီဟို ပုဇုစတီနေနဲ့နော်ကျွန်တော်စီချုပ်နော်ဖို့ဆွေဝင်နေနဲ့ဆိုလို့ရှိရင်ဒီလူတွေတို့တခါမှဟိုမချိမဆိုင်မပတ်သက်ပဲနဲ့အဲသူတို့ပေါ်နေနေတယ်အရေးယူပေးဆိုမှုစရင်းမှာပါဝင်လာတဲ့လူပုဂ္ဂိုလ်နဲ့အဖွဲ့အစည်းတွေနဲ့ဆက်ဆက်ပြီးအမေရိကန်မှာရှိနေတဲ့ပိုင်ဆိုင်မှုတွေအမေရိကန်နိုင်ငံသားတွေကထိမ့်သိမ်းပေးထားတဲ့ပိုင်ဆိုင်မှုတွေအားလုံးကိုတင်ဆက်သွားမှာဖြစ်ပါတယ် အဲ့ဒီလူပုဂ္ဂိုလ်ဖွဲ့စည်းတွေနဲ့ပူးပေါင်းပြီးအမေရိကန်နိုင်ငံသားတွေကလုပ်ငန်းဆောင်ရွက်ခွင့်ကိုလည်းပိတ်ပင်ထားပါတယ်။တကယ်လို့ချိုးဖောက်ရင်တော့ကြီးလေးတဲ့ရာဇဝတ်ပြစ်ဒဏ်၊တံကျေးတွေကျုံလာနိုင်တယ်လို့လည်းအမေရိကန်နိုင်ငံဘက်ကတတိပေးထားပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့လေပူကျုပ်စောစန်းအောင်က DKBA တပ်ဖွဲ့အနေနဲ့ပြည်ပနိုင်ငံတွေမှာပိုင်ဆိုင်တဲ့လုပ်ငန်းတွေမရှိဘူးလို့တုံ့ပြန်သွားပါတယ်။ကျွန်တော်တို့တဲ့ရောက်ကျွန်တော်တို့ဟိုဒီကုမ္ပဏီဘာမှမရှိဘောပိတ်ဆို့ပဲကျွန်တော်တို့ ဒီတပ်ဖွဲ့အနေနဲ့ယူရီးယားမှဟိုဗာလဲသူတို့ဆင်ဆင်ပိတ်တာတော့ဗာတော့ကျွန်တော်တို့ပိုင်ဆိုင်မှုတွေဘာမှမရှိဘူးကျွန်တော်တို့ယောဂရပြီးသွားကုတာလွယ်ပြီးတော့ဘုနော်ဟိုဒီနိုင်ငံသားတွေမှာကျွန်တော်တို့ဘာမှဟိုပိုင်ဆိုင်မှုမရှိဘောဆရာနော်อืมအမေရိကန်ရဲ့အေးအေးပိတ်ဆို့မှုစီးရင်မှာပါဝင်လာတဲ့ TKBA ထိပ်တန်းကောင်ဆောင်၄ဦးကတော့စစ်ဦးစီးချုပ်ဘိုးချုပ်ကြီးစောစတီစစ်ဦးစီးအရာရှိချုပ် ပူကျုပ်စွန်းစန်းအောင်စစ်ရေးကျုပ်ပူမှုကျုပ်စောစိန်ဝင်းနဲ့အမတ်တစ်စစ်ဒေသကုတ်ကဲရီမှုပူမှုကျုပ်စိုင်းကျော်လာတို့ဖြစ်ပါတယ်။ဒီကောင်းဆောင်တွေကတော့ထိုင်းမြန်မာနယ်စပ်စုံစည်းမြန်ရွာမှာအခြေပြုတဲ့ TKBA စစ်ဌာနကခေါင်းဆောင်တွေဖြစ်ပါတယ်။